ဇလန်လေးကဂျန်နက်စစ်လို့ခေါ်တဲ့ကမ္ပဏီတစ်ခုကနေစတင်ထားပါရင်သူတို့ကအာကတရင်မှု6ရောက်ကိုအင်ကာဂျိုးစီပြန်လာခွင့်မရှိတဲ့ခရီးစဉ်တစ်ခုအဖြစ်စေလွှတ်ခဲ့ပါရင်အဲ့ဒီလူတွေကအင်ကာဂျိုးကိုအလေလာတာမဟုတ်ဘဲနဲ့အင်ကာဂျိုးမှာပထမဦးဆုံးလူသားအခြေချအုပ်စုတည်ထောင်ဖို့အတွက်ထောင်ရနေထိုင်ရမှာပါသူတို့အောင်မြင်မယ်ဆိုတော့နောက်ထပ်လူတောင်းဝေးကိုလည်း သူတို့နဲ့လာရောက်ပူးပေါင်းဖို့အတွက်စေလွတ်နိုင်လိမ့်မယ်လို့အားလုံးကမျှော်လင့်ထားကြပါရင်ခရီးစဉ်စပြီးနလအကြမှာတော့လေမှုရှုပ်စာဝစီမှာမမျှော်လင့်ပဲကိုယ်ဝန်ရှိနေတာကိုရှာဖွေတွေ့ရှိခဲ့ပါရင် ဒီကိစ္စကိုသူမရအဖွဲ့တာဝန်နဲ့ကဘာပေါ်ကအရာရှိဝေတိသွားပြီးရနောက်သူတို့ကအတော်ကလေးကိုဇွင့်သွားကြပါရင်ဒါပေမဲ့ခရီးစဉ်ကတော့အစီအစဉ်အတိုင်းဆက်လက်လှုံ့ဆော်နေရပါရင်မကြမီသူတို့ကအင်္ဂါကျိုးကိုရောက်ရှိသွားကြပါပြီဇင်းသက်ဖို့အတွက်ပြင်ဆင်နေတော့မှပဲစာဝါကကလေးမွေးဖွားတော့မဲ့လက္ခဏာဝီပြလာခဲ့ပါရင်ရွေးရှင်ဆရာမရှိတဲ့အတွက်အာကတရည်မှု၅ယောက်ကဝိုင်းဝန်းကူညီပေးကြပြီးတာယောက်ကြလိတယောက်ကိုအောင်မြင်စွာနဲ့ မွေးဖွားပေးလိုက်ကြပါရီကမ္မကောင်းစွာနဲ့ပဲကလေးမွေးပြီးတာနဲ့ဆဝါကအင်ကာကျွေးရဲ့ဆွေးငင်အားနေပါမှုကြောင့်ပြင်းထန်တဲ့ကျမ်းမာရေးပြဿနာတွေကိုရင်ဆိုင်လိုက်ရပါရီဝမ်းနေဖို့ကောင်းတာကတော့သူမဆုံးပါသွားခဲ့ပါရီဒီအချိန်မှာကပပေါ်မှာရှိတဲ့အဖွဲကကလေးငယ်ရဲ့ဈေးမှတန်းတွေကိုစစ်ဆေးကြည့်လိုက်ပြီးတော့တကခုခုမတူတာကိုတွေးရှိလိုက်ရပါရီအင်ကာကျွေးရဲ့ဆွေးငင်အား အားနေတဲ့နေရာမှာမွေးဖွားလာခဲ့တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်အထူးသဖြင့်နှလုံးသားကကဘာပေါ်မှာမွေးဖွားတဲ့ကလေးတစ်ယောက်နဲ့မတူပါဘူးဒီကလေးကိုကဘာပေါ်ပြန်ခေါ်လာမယ်ဆိုရင်တော့ကဘာရဲ့စွဲငင်အားထဲမှာရှင်တန်နိုင်မှာမဟုတ်တဲ့အကြောင်းသူတို့သိလိုက်ရပါတယ်ဂျန်နက်စ်ကမ္ပဏီရဲ့အကြီးအကဲကခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်ခဲ့ပါရင်ကလေးငယ်ရဲ့အသက်ကိုကယ်တင်ဖို့အတွက်သူ့ကိုအင်္ဂါကြိုးမှာပဲဆက်ထားရမှာပါဒါပေမဲ့အင်္ဂါကြိုးစီမံကိန်းကိုဆက်လက်လုံဆောင်ဖို့အတွက်ငွေအများကြီးကလည်းလိုအပ်ပါရင် ရန်ပုံငွေဆက်လက်ရရှိဖို့နဲ့အင်ကာဂျိုကိုလိုနီတည်ထောင်ရေးအနာဂတ်ကိုကောင်းဝေးဖို့အတွက်ဒီအခြေအနေတစ်ခုလုံးကိုလူတည်ရှင်ကြမဖြစ်စေဖို့ကမ္ပဏီကဆုံးဖြတ်လိုက်ပါတယ်အဖွဲ့တာအားလုံးဟာကာရနာလို့ခေါ်တဲ့အင်ကာဂျိုမှာမွေးဖွားတဲ့ကလေးငယ်ရဲ့အကြောင်းကိုလိုဝဲထားဖို့တဘောတူလိုက်ကြပါရင်သူ့အကြောင်းဘယ်တည်င်းအချက်လက်ကမှပြင်ပကပါကိုထုတ်ဖို့မပြောဖို့ဆုံးဖြတ်ထားကြပါရင်ဒီလိုနဲ့နှစ်တည်းကြလာပြီးရနောက်ကာရနာကလည်းကြီးပြင်းလာခဲ့ပါပြီးအသက်16နှစ်အရွယ်ရောက်တဲ့အခါမှာတော့သူကလူဆက်၄ယောက်ကိုသာ တသက်လုံးတွေးဆခဲ့ဖူးပါရင်လူနဲ့ထိတွေ့မှုအကန့်အသတ်ရှိပေမဲ့လေကာရနာဟာထူးခြားတဲ့ဉာဏ်ရည်ပြေဝသူဖြစ်ပါရင်ဒါကတစိတ်တစ်ပိုင်းအားဖြင့်သူ့ကိုအာဂတရည်မူေကမွေးစားထားလို့ဖြစ်ပြီးတော့တစိတ်တစ်ပိုင်းကတော့သူဟာရှင်းလင်းတဲ့စိတ်ဉာဏ်တွေနဲ့မွေးဖွားလာခဲ့လို့ပဲဖြစ်ပါရင်အင်္ဂါဂျိုဘောကသူ့တည်တနာစခန်းမှာဆိုရင်အာဂတရည်မူေနဲ့အတူနေထိုင်နေခဲ့ပြီးကာရနာရဲ့အသိအကြောင်းအထူးသဖြင့်သူ့မိဘဝေအကြောင်းအမြဲတမ်းမေးခွန်းထုတ်နေတတ်ပါရင်သူ့ရဲ့အမိစာဘအကြောင်း ဘာမှမတိတလို့သူ့ရအဖေကဘယ်တူလဲဆိုတာကိုလည်းမတိပါဘူးဒီအဖေမရှိတဲ့မေခွန်းတွေကသူ့အပေါ်လေးလံဆိုတာဖိစီးနေခဲ့ပြီမဲ့အဖေရှာစရာဘယ်တူကမှမရှိပါဘူးစခန်းထဲမှာသူ့အမေရဲ့ပစ္စည်းတင်းထားတဲ့ဗီဒီယိုရှိပြီမဲ့လေကာဒနာကဖွင့်ဖို့အတွက်ကုန်းနှပတ်ကိုမတိပါဘူးဒီလိုနဲ့တနေ့မှတော့စိတ်ဝင်စားမှုနဲ့ဇွဲလုံးလာကြောင်းကိုကိုချိုးဖောက်ပြီး ဗီဒီယိုကိုဖွင့်နိုင်သွားခဲ့ပါ रे အထဲမှာဆိုရင်လက်ဆော့တကွင်းနဲ့ပင်ဒရိုက်တစ်ခုပါတဲ့အိတ်ကလုံးကိုတွေ့ရှိသွားခဲ့ပါ रे ကာရနာဟာလက်ဆော့ကိုသူ့ရဲ့လက်ချောင်းမှာဝတ်ဆင်လိုက်ပြီးတော့ပင်ဒရိုက်ကိုစခန်းရဲ့စနစ်မှာချိတ်ဆက်လိုက်ပါ रे ဖိုင်တွေကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့အမိကကမ်းခြေမှာတက်ရောက်သောအမျိုးသားနဲ့အတူရိုက်ထားတဲ့ဗီဒီယိုကိုတွေ့လိုက်ရပါ रे ဗီဒီယိုအထဲမှာဆိုရင်သူ့အမိဟာဒီလူနဲ့အတူရီမောနေခဲ့ပြီးနောက်ပြောင်နေကြကနောက်ပိုင်းမှာအိမ်ပြန်ကြပါ रे ကာရနာကအဲ့ဒီလူဟာ သူ့ရဲ့အဖေဖြစ်မယ်လို့ထင်ပြီးတော့ဗီဒီယိုအထဲကလူရဲ့ပုံကိုရိုက်ကူးကတင်ဆက်ထားလိုက်ပါရင်အဲ့ဒီအခါမှာပဲကာတနာဟာကဘာပေါ်ကသူစားဆိုတဲ့မိန်းကလေးတယောက်နဲ့အွန်လိုင်းမှာစကားပြောနေခဲ့ပါရင်သူစားဟာယောက်ျားဆက်ဆက်နေထိုင်နေခဲ့ပြီးတော့ရဲရင်တက်ကြွတဲ့မိန်းကလေးတယောက်ဖြစ်ကလွတ်လပ်စွာနေထိုင်ဖို့နဲ့ကဘာလေခရီးထွက်ဖို့အတွက်စိတ်ဝင်စားနေသူဖြစ်ပါရင်သူမဟာသူ့ရဲ့အိမ်မက်တဲ့အကြောင်းကာရနာကိုပြောပြပြီးတော့ကာရနာကလည်းသူ့ရဲ့ကန့်တတ်ချက်တဲ့အကြောင်းပြောပြပါရင်း သူစီမှာ osteogenesis imperfecta ဆိုရဲအယိုးအိတ်ကိုထိခိုက်လွယ်စေတဲ့ယောဂရှိလို့အင်္ဂါဂျိုကနေထွက်ခွာလို့မရတဲ့အကြောင်းဖွင့်ပြပါရင်ဒါပေမဲ့သူစာကမယုံပါဘူးသူကနောက်နေတာလို့ထင်ပြီးတော့ကာနာက park avenue ကတဲထဲမှာနေထိုင်တဲ့ကောင်လေးတယောက်လို့ယူဆခဲ့ပါရင် မိသားစုမရှိတဲ့သူစာဟာမွေးစားမိဘအိမ်ဒီကြားမှာအမြဲလိုလိုပြောင်းရွှေ့နေထိုင်ခဲ့ရတဲ့လူပါသူမကမတူညီတဲ့မိသားစုရဲ့နဲ့အချိန်ကာလတိုလေးဝေနေထိုင်ခဲ့ရပြီးတော့တည်ငြိမ်တဲ့အိမ်တို့ခေါ်ရမယ့်နေရာတစ်ခုမှမရှိခဲ့ဘူးပါဘူးတဖက်မှာတော့ကာရနာဟာအင်္ဂါကျူအပေါ်မှာတကူတဲ့နေရတဲ့ဘဝအထဲမှာပေးမိနေတယ်လို့ပို့ပို့ပြီးခန်းစားလိုက်ရပါတယ်ဒီလိုနဲ့တနေ့မှာတော့စိတ်ပြအားငယ်မှုနဲ့လှုပ်လှမှုကိုတန်တာလုံးနာကြောင့် သူ့တေသနာစန္တာကနေတိတ်တဆိတ်ထွက်ပြီးတော့သူ့ရဲ့ရင်ကိုအရှိန်အဟုန်မြင့်မြတ်နဲ့မစင်မရှင်မောင်းနှင်ခဲ့ပါလိကမ္မကောင်းစွာနဲ့ပဲသူ့ရဲ့ရင်ကလိမ့်ကျသွားခဲ့ပြီးတော့သူ့ကိုအန်ဒီရဲ့ရှိတဲ့အခြေအနေမှာထားခဲ့ပါလိရင်သိမ်းမောက်မှုဖြစ်ပြီးအောင်ကာတနာဟာအသက်အန်ဒီရဲ့ဇိုးရင်ရတဲ့အခြေအနေတစ်ခုမှရှိနေခဲ့ပါလိသူ့ရဲ့အောက်ဆီဂျင်ပိုက်ကပြုတ်ထွက်သွားခဲ့ပြီးတော့လေရှူရတာခက်ခဲခဲ့ပါလိအချိန်မီမှာပဲကာရနာကိုအလွန်ကျူးဆိုင်တဲ့အာကာသယင်မှုတယောက်ဖြစ်သူ ကန်ဒရာကရောက်လာခဲ့ပြီးသူ့ကိုကယ်တင်ပေးခဲ့ပါတယ်။သူမဟာကာရဏကိုလေးပြန်ပြီးတော့ရှူနိုင်အောင်ကူညီပေးလိုက်ပြီးသူ့တည်တနာစန်တာစီကိုပြန်ခေါ်ဆောင်လာခဲ့ပါတယ်။ဘေးကင်းကင်းပြန်ရောက်လာပြီးတော့ကန်ဒရာကကာရဏကိုသူ့အမေရဲ့ဗီဒီယိုအားဘယ်လိုမျိုးဖွင့်နိုင်ခဲ့တာလဲဆိုတဲ့ဇကဝက်ကိုဘယ်လိုမျိုးရှာဖွေနိုင်ခဲ့တာလဲလို့မေးပါတယ်။ကာရဏကသူဟာတိတ်ပန့်ပညာရှင်တွေကနေမွေးမြူထားတာဖြစ်လို့ ဒီအရာမျိုးကသူ့အတွက်တော့တိတ်ပြီးမှခက်ပါဘူးလို့ဟန်ဆောင်ကဖြေဆိုခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းကန်ဒရာကဂျန်နက်စ်ရဲ့အကြီးအကဲနဲ့လေးနေတဲ့စကားပြောဆိုမှုတစ်ခုပြုတ်လုပြီးတော့ကာရနာဟာကဘာကိုတွားလို့တာကြောင့်သူကိုကဘာစီခေါ်တဲ့အကြောင်းအကြံပြုပါရင်းအကြီးအကဲကလည်းကာရဏကိုကဘာကိုလာလေးစီရှင်ပေမဲ့ကာရဏရဲ့ထူးခြားတဲ့အခြေအနေကြောင့်အန်ဒီရဲ့ဝေအလိုမြင့်မားတဲ့အကြောင်းသိပါရင်းကာရဏဟာအသက်ရှင်ဖို့အတွက်ရှုပ်ထွေးတဲ့ခွဲစိတ်မှုတွေကိုခံယူဖို့အတွက်လိုအပ်လိမ့်မယ်လို့ရှင်းပြပါရင်း ကန်ဒရာကဖြောင်းပြစည်းရုံးပြီးရနောက်ကာရဏကိုကဘာခီးစင်အတွက်ကိုကာယလေးကျင်ရှင်းတဲ့လိုအပ်တဲ့ခွဲစိတ်မှုတွေအတွက်ပြင်ဆင်ပေးဖို့ဆုံးဖြတ်ချက်ချခဲ့ပါရီကာရဏဟာခက်ခဲတဲ့ခွဲစိတ်မှုများစွာကိုခံယူခဲ့ရပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုလည်းတပည့်ပြည့်ရှင်မြင့်တင်ပေးပါရီကန်ဒရာကအဆင့်တိုင်းမှာသူ့ကိုအားပေးကူညီခဲ့ပါရီပြင်ဆင်မှုအလုံးပြီးဆုံးပြီးရနောက်ကာရဏဟာကဘာပေါ်ကသူ့ဆောက်ကိုတည်င်းကောင်းပေးဖို့အတွက်ဆက်သွယ်လိုက်ပါရီ သူကခွဲစိတ်မှုတွေနဲ့ကိုကရလေ့ကျင့်ခန်းတွေလုပ်ပြီးရနောက်နောက်ထပ်လအနေငယ်ကြရင်ကဘာခီးစင်ကိုတွားနိုင်တော့မယ်လို့ရှင်းပြပါရီအမြဲတမ်းရေးရဲတဲ့တင်ရှိတဲ့သူစာကမွေးစားထားတဲ့အစီအစဉ်ဟာသူ့ကိုနေရာပြောင်းရွှေ့မပြစ်ခင်မြ мян လာဖို့ပြောလိုက်ပါရီအရာအလုံးအစင်သည့်ဖြစ်တဲ့အခါမှာကာရဏဟာသူ့ရဲ့ခီးစင်အတွက်အစင်သည့်ဖြစ်ပါပြီအာဂတယင်ကကဘာစီဦးတည်နေတော့ကာရဏကကန်ဒရာစီကိုလှည့်ပြီးတော့သူ့ရဲ့အဖေဘယ်မှာနေတယ်လဲဆိုတာကိုသိတလားလို့မေးပါရီကန်ဒရာကချိုတာစွာနဲ့ပဲသူမမသိတဲ့အကြောင်းပြန်ဖြေခဲ့ပါရီ ကာရနာကဆက်ပြီးဖိဖိစီမေးလိုက်ပါရင်သူ့အဖေရဲ့နာမည်ကိုတိတလားလို့ဆက်မိခဲ့တာပါသူမကမတိပါဘူးလို့ထပ်ပြောပြီးတကယ်လို့များတိခဲ့မယ်ဆိုရင်သူ့ကိုပြောပြမှာပါလို့အာမခံပါရင်ဒီလိုနဲ့ကာရနာကဘာပေါ်ကိုရောက်တဲ့အခါမှာနောက်ထပ်ဆေးစစ်ဆေးမှုတွေပြုလုပ်ရပေမဲ့ရလာတဲ့ရလကသူ့အတွက်ကောင်းမမှုမရှိပါဘူးသူကိုအင်္ဂါကြိုးစီပြန်ပို့နိုင်ရှိရှိတာကိုရှင်းရှင်းလင်းလင်းတိလာရတဲ့အတွက်စိတ်ဓာတ်တွေကျသွားခဲ့ပါရင် သူတို့ဘာမှမလုပ်နိုင်ခင်မှာပဲကာရဏာကထွက်ပြေးဖို့ဆုံးဖြတ်ပါရင်ပထမဆုံးအခြေအနေနဲ့ကဘာမျက်နှာပြင်ပေါ်ပြေးလွာရတာကိုအစစ်အမှန်လွတ်လပ်မှုရဲ့ပျော်ရွှင်မှုအားသူခံစားလဲရပါရင် သူကအင်ကကြိုမှလုတ်ခဲ့တယ်လို့ပဲခုံကြည့်ပါရင်သူကစွဲငင်အားနည်းနည်းကြောင့်အမြင့်ကိုခုံတက်နိုင်လိမ့်မယ်လို့မျှော်လင့်ထားတာပါဒါပေမဲ့ကဘာရဲ့ပူပြင်းတဲ့စွဲငင်အားကဒါကိုတားစီလိုက်တာကြောင့်နည်းနည်းလေးစိတ်ပြတ်သွားခဲ့ပါရင်သူဆက်ပြီးရှာဖွေလေးလာနေတော့မိုးရွာလာခဲ့ပါပြီဒါကကာရဏတခါမှမတွေ့ဘူးတဲ့အရာပါတခြားလူတွေကအဆောက်အထည်အပြေးလေးဝင်သွားကြတာနဲ့မတူပဲသူကမိုးထဲမှာရက်ပြီးတော့ဒီအတွေ့အကြုံကိုအံ့ဩနေခဲ့ပါရင်ဘတ်စကားတစ်စီးကိုဖမ်းဆီးပြီး သူစာရဲ့ကောလိကိုတွားလို့သူမနဲ့တွေ့ဆုံဖို့မတွားခင်သူဟာမိုးဆက်တိုင်းကိုနစ်သက်နေခဲ့ပါရင်ကန်ဒရာနဲ့ဂျန်နစီရဲ့အကြီးအကဲတို့ကကာရနာဟာသူစားစီကိုတွားမယ်လို့တန်တရားရှိတာကြောင့်သူ့ကိုဖမ်းဆီးဖို့အပြေးလာခဲ့ကြပါရင်ကာရနာကကောလိကိုရောက်ရှိလာခဲ့ပြီးသူ့ရဲ့အရွယ်လူငယ်ဝေအများကြီးကိုပထမဆုံးအချိန်တွေ့လဲရတာကြောင့်ဝမ်တာအားရဖြစ်သွားခဲ့ပါရင် ူကသူစားကိုတွေးလိုက်ပြီးတော့စိတ်လုံရှားစွာနဲ့သူမရဲ့နာမည်ကိုအော်ခေါ်ပါရင်သူစားကသူ့ကိုမမ်းမိပေမဲ့ချက်ချင်းပဲသူမဟာသူ့ကိုဘာရပြပါရင်ကာရနာကခွန်လာကြတဲ့အထိဘာတည်းမှမပေးပဲနဲ့ပျောက်သွားခဲ့တာကြောင့်ဒရထွက်နေခဲ့တာပါကာရနာကဘာဖြစ်တာလဲဆိုတာကိုမတိပဲနဲ့သူကအထူးခရီးစဉ်တစ်ခုတွားနေလို့သူမကိုဆက်သွယ်လို့မရတဲ့အကြောင်းရှင်းပြခဲ့ပါရင် နည်းနည်းစိတ်ပြတ်သွားပြီးတော့သူစားဟာသူ့ကိုခွဲ့လွတ်ပေးလိုက်ပြီးမဲ့ခေါင်းလောင်းကလည်းထိုးပြီးဖြစ်တာကြောင့်သူမရဲ့အတန်းကိုတက်ရမယ်လို့ပြောခဲ့ပါရင်ကာရနာကခွဲခွာခံရမှာကိုမကြိုက်တာကြောင့်သူမအနောက်စာသင်ခန်းတဲ့ကိုလိုက်သွားခဲ့ပါရင်ဆရာမကသူ့ကိုចောင်းတာအစ်တစ်တယောက်လို့ထင်သွားခဲ့ပြီးစာသင်ခန်းမှာထိုင်စီခဲ့ပါရင်သင်ခန်းစာအတွင်မှာဆရာမကတော်မဲအက်ဒီဆင်အကြောင်းမေးခွန်းတစ်ခုကိုမေးလိုက်တဲ့အခါမှာတခြားចောင်းတာတယောက်ကအက်ဒီဆင်ကအတော်ကလေးကိုငစ်ပတ်တဲ့လူတယောက်ဖြစ်တဲ့အကြောင်းပြောပါရင်ကာရနာကအမှန်ကန်တာကိုပြန်လဲပြင်ဆင်ပြီးတော့အက်ဒီဆင်ဟာဒိုက်ရိုက်လျက်စီးចောင်းကို ိုတီထွင်ခဲ့သူဖြစ်ပြီးနီကိုလက်တက်စလာကလက်ပတ်လက်စည်းကြောင်းကိုတီထွင်ခဲ့တဲ့အကြောင်းနဲ့အက်ဒီဆင်ကိုမကောင်းတဲ့လူဖြစ်စေတာကတက်စလာကိုဆက်ဆံပုံဖြစ်တဲ့အကြောင်းရှင်းပြပါရီးကာရနာရဲ့နှက်နေတဲ့အဖြေကိုကြားပြီးတဲ့နောက်ចောင်းတော်ဝီကရှီးကျူးတဲ့အနေနဲ့လက်ခုပ်တီးပေးကြပါရီးကာရနာဟာတိတ်ပံပင်ရရှင်နေကြမှာကြီးပြင်းလာတဲ့သူဖြစ်တဲ့အကြောင်းသူတို့မသိရသေးပေမဲ့သူ့ရဲ့ဘဟုတုတ္တကိုတဘောကြသွားခဲ့ပါရီးဒီလိုနဲ့အတန်းစင်းတဲ့အခါမှာသူစာကကာရနာကိုရင်ဆိုင်ပြီးအမှန်တရားကိုတောင်းဆိုပါရီးသူမက မင်းတကယ်ဘယ်ကနေလာတာလဲလို့မြင်ပါရင်ကာရဏကလည်းအင်္ဂါဂျိုကနေလာတာပါလို့ဖြစ်ပါရင်သူစားဟာသူနောက်နေတယ်လို့ထင်ပြီးတော့ယုံမှတန်တရားနဲ့ရေမောလိုက်ပါရင်ကာရဏကသူ့ရဲ့အမိဟာသူမွေးတော့ကတည်ဆုံးခဲ့တဲ့အကြောင်းနဲ့အခုဆိုရင်သူကဘာပေါ်ကိုသူ့ရဲ့အဖေအားရှာဖွေဖို့အတွက်ရောက်လာတာဖြစ်တဲ့အကြောင်းသူအဖေရှင်းပြခဲ့ပါရင်သူကသူစားကိုသူ့အဖေရဲ့ဓာတ်ပုံအားပြပေးမဲ့ဘဲကနေစရမှမတိဖြစ်နေခဲ့ပါရင်သူစားကသူ့ရဲ့ယိုတာမှုကိုခံစားမိတဲ့အတွက် ူကိုကူညီဖို့တဘောတူပြီးသူတို့သူ့အဖေကိုအတူတူကရှာပေးဖို့ဆုံးဖြတ်လိုက်ကြပါရင်သူတို့ဟာခရီးအတွက်ငွေကြေးစုဆောင်းဖို့သူစားရဲ့အိမ်ကိုတွားကြပါရင်ဒါပေမဲ့ကာတာနာရဲ့အနောက်ကိုနောက်ရောက်ခံလိုက်နေခဲ့တဲ့ဂျန်နဲစီအကြီးအကဲနဲ့ကန်ဒရာတို့ရောက်ရှိလာခဲ့ပါရင်သူတို့ကကာတာနာရဲ့ကျမ်းမာရေးအခြေအနေဆိုးရွားလာနေတဲ့အကြောင်းသတိပေးပြီးတော့နောက်မကြခင်သူတို့နဲ့အတူအင်ကာဂျူကိုပြန်သွားဖို့အတွက်အသင်းအချက်ပြောပါရင်ကာတာနာကသူ့ရဲ့အဖေကိုရှာဖို့အတွက်ဆန္ဒပြင်းပြသူဖြစ်တာကြောင့်ငင်းဆိုလိုက်ပြီးထွက်ပြေးသွားပါရင် ကန်ဒွာနဲ့ဂျနက်စီအကြီးအကဲတို့ကကားနဲ့သူ့ရဲ့အနောက်ကိုလိုက်ကြပါပြီသူတို့ဟာကာရနာနဲ့နီးကပ်လာတဲ့အချိန်မှာသူစာကသူ့ရဲ့အိမ်အနီးမှာတွေ့ထားတဲ့ဟယ်လီကော်ပတာအဟောင်းတစ်စီးနဲ့ရောက်လာခဲ့ပါပြီသူမကဟယ်လီကော်ပတာကိုကောင်းကောင်းမောင်းတပ်သူမဟုတ်ပေမဲ့လေသူစာနဲ့ကာရနာတို့ဟာထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါပြီဒါပေမဲ့ပြန်တန်းနေတော့ဟယ်လီကော်ပတာရဲ့လောင်စာစီကုန်သွားခဲ့ပြီးတော့ဂျန်တန်းစွာနဲ့ပြုတ်ကျလာခဲ့ပါပြီနေရောက်သားကဟယ်လီကော်ပတာကိုရောင်ဟောင်းတစ်ခုအထဲကိုဝင်တိုက်ပြီးတော့ကြီးမားတဲ့ပောက်ကွဲမှုဖြစ်ခဏဒီမှာခုံချနိုင်ခဲ့ပါပြီ ပောက်ကွဲမှုကိုတွေ့မြင်လိုက်ရတဲ့ကန်ဒရာနဲ့ဂျနက်စီအကြီးအကဲတို့ကအဆိုးဆုံးအခြေအနေကိုဇွင်းပူပန်ကြပေမဲ့မကြခင်မှာတူဆာနဲ့ကနဒါတို့အန်ဒီယေကိကိနဲ့ခုံချကလွတ်မြောက်သွားတဲ့အကြောင်းသိသွားခဲ့ပါပြီအခွင့်အရေးကိုယူပြီးတော့တူဆာနဲ့ ကန္နနာတို့ဟာဖြည့်ရဖြည့်ပွားရနေရာကနေထွက်ပြေးလာကြပြီးသူတို့ရဲ့ခရီးကိုဆက်သွားဖို့ကာတစီကိုငားလိုက်ကြပါလိမ့်ကာရနာကပထမဆုံးအချိန်ကဘာကြီးကိုခံစားရတာဖြစ်လို့သူ့ရဲ့ပတ်ဝန်းကျင်ကအရာအလုံးကိုအံ့ဩနေခဲ့ပါလိမ့်ခရီးတစ်လျှောက်မှာသူတို့ကမြင်းတကောင်ကိုဖျက်မောင်းမိပါလိမ့်ဒီလိုအကောင်ကိုတခါမှမမြင်ဘူးတာကြောင့်ကာရနာကကြောက်လန့်သွားခဲ့ပါပြီးသူစာကရေရမလို့အံ့ဩရမလို့ဖြစ်သွားခဲ့ပြီးတော့ကာရနာရဲ့အင်္ကာဂျိုကလာတဲ့ဆွဲဆက်လန်းကိုယုံမယုံယုံကန်နေရဆဲပဲဖြစ်ပါလိမ့် ဂရဏစီမှာသူ့အဖေရဓာတ်ပုံသားရှိပြီးတော့လိမ့်စာလည်းမရှိပါဘူး။ဒါပေမဲ့သူ့စီမှာသူ့အမေရလက်ဆုပ်တကွင်းရှိနေပါလိမ့်။သူစားကအဲ့ဒီလက်ဆုပ်ကို online ကနေရှာဖွေကြည့်တဲ့အခါမှာတော့ဒါကရှားပါထူခြားတဲ့မင်္ဂလာလက်ဆုပ်တကွင်းဖြစ်တဲ့အကြောင်းတွေ့ရှိလိုက်ရပါလိမ့်။ရှာဖွေမှုကဒီလက်ဆုပ်ကိုပြုလုပ်ခဲ့တဲ့လက်ဝေယတနာဆိုင်ရာလိမ့်စာကိုဖော်ထုတ်ပေးနိုင်ခဲ့ပြီးတော့ကာရနာရဲ့ဖခင်ကိုရှာတွေ့နိုင်လိမ့်မယ်လို့မျှော်လင့်ပြီး အဲ့ဒီနေရာကိုတွားကြဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီအတော်အတွင်းမှာပဲကန်ဒရာဟာကာရနာရဲ့ဆရာဝန်စီကအရေးပေါ်ဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိခဲ့ပါတယ် ကရဏာရဲ့သွေးဆစ်ချက်ရလဒ်တွေကဇွိမ့်စရာဖြစ်နေပါ रे သူ့ရဲ့နှလုံးဟာကဘာရဲ့လေထုနဲ့ဇွိမ့်ငင်အားကိုရင်ဆိုင်ဖို့အတွက်ယုံကန်နေရပါ रे ဆရာဝန်ကအခြေအနေဟာအရေးပေါ်အဆင့်ရောက်ပြီးတော့ကရဏာကဘာကနေမင်းများမထွက်သွားဘူးဆိုရင်သူ့ရဲ့အသက်ကအန္တရာယ်ရှိတဲ့အကြောင်းသတိပေးပါ रे ဒီသတင်းကြောင့်ပဲစိတ်ငြိမ်သွားတဲ့ကန်ဒရာနဲ့ဂျန်နက်စစ်အကြီးအကဲတို့ဟာကရဏာရဲ့အသက်ကိုဇွိမ့်ပြီးတော့သူ့ကိုရှာဖွေမှုအားနှဆသုံးမြင်ပါ रे တစ်ဖက်မှာတော့ကရဏာနဲ့သူ့စားတို့ကလန်ခီမှာအတူတူပျော်ရွှင်နေကြပြီးတော့အချိန်ကောင်းတွေကိုဖျက်ဆီးပါ रे သူတို့ဟာဘုအစားအစ်တတွေဝယ်ကြပြီးတော့သဲထိုးစခန်းချပါရင်တိုးပွားလာနေတဲ့အန်ဒီရဲ့ကိုတတိမထားမိပဲနဲ့သူတို့ရဲ့စွန့်စားခန်းကိုဆက်လုပ်ပါရင်ခီးတလျှောက်မှာသူတို့ရဲ့ချစ်ကြည်ရင်းနှီးမှုတွေက ပုံမနဲ့ဆိုင်လာခဲ့ပြီးတယောက်နဲ့တယောက်ရင်းနှီးကြပါရင်နောက်ဆုံးမှာတော့ကာရဏအမိရဲ့မင်္ဂလာလက်ဆုပ်ကိုပြုတ်လုတဲ့လက်ဝဲယတနာလုပ်ငန်းရှင်စီကိုရောက်သွားကြပါပြီဒီလိုကသူတို့ကိုငွေတောင်းခံလွှာဟောင်းတစ်ခုပေးပါရင်အဲ့ဒီမှာဆိုရင်လိပ်စာတစ်ခုပါပါရင်ဒီအတိတ်ရရှိထားတဲ့အချက်အလက်နဲ့သူတို့ဟာမျောလင့်ချက်အပြည့်နဲ့အဲ့ဒီလိပ်စာကိုတွားဖို့ထွက်ခွာလာပါရင်ဒါပေမဲ့လမ်းခရီးမှာဆိုရင်ကာရဏရဲ့အကြမ်းမကြီးကရုတ်တရက်ဆိုးလာခဲ့ပါရင်သူ့ရဲ့နှာခေါင်းကသွေးယိုလာခဲ့ပြီးတော့တတိလက်လဲကျသွားပါရင် သူစားကသူ့ကိုအနီးဆုံးဇေယုံစီပို့ပါရင်းဆရာဝန်တွေဟာသူတို့အတွေ့ရှိတဲ့အရာကိုအံ့ဩတွားခဲ့ပါပြီကာရနာရဲ့နှလုံးဟာပုံမှန်လူတစ်ယောက်ထက်တိတိတသာပိုကြီးပြီးတော့သူ့ရဲ့အယိုးရဲ့အဖွဲ့စည်းပုံကလည်းလုံးဝကွဲပြားခြားနားနေပါရင်းအမှန်တရားကိုနားလည်လာတဲ့ခါမှာတော့သူစားဟာကာရနာပြောသည်မသူအင်္ကာဂျိုကနေဇင်းတက်လာတာက အမှန်ပဲဆိုကိုနားလည်တွားခဲ့ပါရင်းသူ့ရဲ့ခန္ဓာကိုယ်ကကဘာရဲ့ဆွဲငင်အားထဲမှာအသက်ရှင်နေအောင်ဖွဲ့စည်းထားတာမဟုတ်ဘူးဆိုကိုသိခဲ့ပါရင်း ကာရနာတတိပြင်ရလာတဲ့ခါမှာတော့သူစားကိုဇေယုံကနေထွက်ခွာသွားဖို့တိုက်တွန်းပါရီသူစားရဲ့ဇွေးမှုတွေကြားထက်ကနေကာရနာကဆရာဝန်တွေသူ့ကိုကူညီနိုင်မှာမဟုတ်ဘူးလို့အတင်းပြောပါရီသူကကဘာကိုချစ်မိပြီးတော့ဒီနေရာမှာနေရှင်ပေမဲ့လည်းကဘာကြီးကသူ့ကိုလက်မခံတယ်လို့မျိုးရှိနေတယ်လို့ဝန်ခံပါရီမတတ်နိုင်တဲ့အဆုံးသူစားဟာသဘောတူလိုက်ပြီးတော့ကန်ဒွာနဲ့ဂျနက်စစ်အကြီးအကဲတို့ရောက်မလာခင်သူတို့နှစ်ယောက်ဇေယုံကနေထွက်ပြေးလာခဲ့ကြပါရီသူစားနဲ့ကန်ဒနာတို့ဟာနောက်ဆုံးမှာတော့လက်ဝဲယတနာဆိုင်ရဲ့ငွေတောင်းခံလွှာကရခဲ့တဲ့လိပ်စာကို ရောက်ရှိလာကြပါပြီဒါကဓာတ်ပုံထဲမှာရှိတဲ့အိမ်နဲ့အတူတူပဲဖြစ်ပြီးတော့သူတို့ဝင်ရောက်တဲ့အခါမှာဓာတ်ပုံထဲကလူကိုအိမ်ထဲမှာနေထိုင်နေတာတွေ့ရပါပြီကာရနာဟာပျော်ရွှင်သွားခဲ့ပြီးတော့သူ့ရဲ့အဖေကိုနောက်ဆုံးမှရှာတွေ့ပြီလို့ယုံကြည်ခဲ့ပါပြီသူဟာဒီလူကိုကာရနာရဲ့အမေဆာရာနဲ့အတူရိုက်ထားတဲ့ဓာတ်ပုံအပြပြီးတော့သူမကသူ့ကိုမွေးဖွားရင်းနဲ့ပဲဆုံးပါသွားခဲ့တာဖြစ်တဲ့အကြောင်းပြောပြပါရင်းကာရနာကဆာဝါအီလိုက်ဟာ ူအမေဖြစ်တဲ့အကြောင်းဖွင့်ပြောပြီးသူ့အဖေနဲ့တွေ့ဖို့အတွက်ဒီလောက်အထိခရီးနှင်လာခဲ့တာဖြစ်တဲ့အကြောင်းပြောပြပါလိမ့်ဒီလူကထင်ရှားတဲ့စိတ်ခံစားမှုနဲ့စာဝါတည်ဆုံးခဲ့ရတဲ့အမှုဟာမတော်တဆဖြစ်ရတဲ့ခုဖြစ်တဲ့အကြောင်းပြောပါလိမ့်ကာရဏာကသူ့ပြောတာအမှန်ဖြစ်တဲ့အကြောင်းနဲ့ဒီလူဟာသူ့ရဲ့အဖေဖြစ်တဲ့အကြောင်းတွန်းအားပေးပြောခဲ့ပါလိမ့်ဒါပေမဲ့ကာရဏာကိုဖက်သွဲမဲ့အစားအဲ့ဒီလူကစိတ်ခံစားမှုများစွာနဲ့ကာကွယ်တဲ့သဘောဖြစ်လာခဲ့ပါရင်သူကကာရဏကိုရက်တန့်ဖို့ပြောပြီးတော့ရဲကိုခေါ်မယ်လို့ချိန်ချပါရင်သူ့ရဲ့ဖုန်းကိုလမ်းယူလိုက်တဲ့အခါမှာ ကာရဏကိုကာကွယ်ပြီးတော့ဒရထွက်နေခဲ့တဲ့သူစာကဝင်ရောက်ဖြည့်ရှင်ပါလေသူမကသူဟာဒီကဘာပေါ်မှာဘယ်သူ့ကိုမှမတိဘူး မင်းကိုရှာဖို့အတွက်ဒီအထီးကိုလာခဲ့တာပါပြီးတော့သူတေလူနေပါဖြစ်နေပါပြီလို့တောင်းပန်ပါရင်းစိတ်လုံရှားနေကြတဲ့ဒီလူကမင်းတို့ဟာဘယ်သူမှကိုငါမတိပါဘူး။ဘာကြောင့်ဒီလိုလုပ်နေတာလဲမတိပါဘူး။ဒါပေမဲ့ငါကသူ့ရဲ့အဖေမဟုတ်ဘူးလို့ပြောပါရင်းရှုပ်ထွေးတွားခဲ့တဲ့သူစာကဒါဆိုရင်ခမရကဘယ်သူလဲလို့ပြောပါရင်းခမရကသူ့ရဲ့ဓာတ်ပုံထဲမှာပါနေတာပဲလို့မေးလိုက်ပါရင်းဒီလူဟာခဏတာတုံဆိုင်ပြီးမှပဲဆာဝါဟာငါ့ရဲ့အမဖြစ်ခဲ့တယ်လို့ထုတ်ဖော်ပြောပြခဲ့ပါရင်းသူစာကဒီဖွင့်ဟချက်ကြောင့်တုံလုတ်တွားခဲ့ပြီးသူမပတ်ဝန်းကျင်ကိုလဲကြည့်လိုက်တဲ့အခါမှာ ကာရနာပျောက်ွယ်သွားတာကိုသတိထားမိခဲ့ပါတယ်။အိမ်အပြင်ကိုပြေးထွက်လာပြီးရနောက်ကာရနာကပင်လယ်ဖက်ကိုရှောက်သွားနေတာတွေ့ရပါတယ်။သူမက"သူကမင်းရဲ့အဖေမဟုတ်ဘူး၊သူကမင်းရဲ့ဦးလေးပါ"လို့အော်ပြောခဲ့ပါတယ်။ပင်လယ်စီကိုကြည့်နေတဲ့ကာရနာကငြင်းသာစွာနဲ့ပြန်ဖြေပါတယ်။ဒါကအရေးမကြီးပါဘူး။ကျွန်တော်ရဲ့အမေဒီမှာရှိခဲ့ပါတယ်။သူ့ကိုဒီနေရာမှာခံစားရပါတယ်။ကျွန်တော်အင်္ကာကြုံမှာမွေးဖွားဖို့အတွက်ကျွန်တော်မရွေးရှယ်ခဲ့ပေမဲ့ကျွန်တော်ရဲ့တည်ဆုံးမဲ့နေရာကတော့ကျွန်တော်ရွေးရှယ်နိုင်ပါတယ်လို့ပြောပါရီကာရနာဟာတတိလင်ပြီးရေထဲကိုကျသွားခဲ့ပါပြီအဲ့ဒီအချိန်မှာ ကန်ဒရာနဲ့ဂျနက်စီအကြီးအကဲတို့ရောက်လာပါရင်သူတို့၃ယောက်ကအတူတကွကာရဏကိုရေထဲကနေဆွဲထုတ်ပြီးတင်းမာတဲ့ရုံးကန်မှုတစ်ခုအပြီးမှာသူ့ကိုပြန်လဲအသက်သွင်းနိုင်ခဲ့ပါရင်ဒီအချိန်ထိအငြိနေခဲ့တဲ့ဂျနက်စီအကြီးအကဲဟာမျက်ရည်ကျလာခဲ့ပါရင်အသက်ပြန်ရှင်လာပေမဲ့အားနေနေခဲ့တဲ့ကာရဏကသူ့ကိုကြည့်ပြီးတော့ကျွန်တော်ရဲ့အမေကဘယ်လိုလူစားမျိုးလဲလို့မေးလိုက်ပါရင်ဒီလူကမျက်ရည်ဆိုးလျက် သူမဟာတတ်တိရှိပြီးတော့ကျင်နာတတ်ပါလေကြောက်ရွံ့မှုမရှိဘူးလို့ပြန်ဖြေပါလေအမှန်တရားကိုခံစားမိတဲ့ကာရဏကခမရကျွန်တော်ရဲ့အဖေဟုတ်လားလို့မေးလိုက်ပါလေခဏတာတိတ်ဆိတ်ပြီးမှပဲဒီလူကခေါင်းကြီးပြလိုက်ပြီးဟုတ်ပါတယ်ငါပါပဲလို့ဝန်ခံလိုက်ပါလေအဲ့ဒီအခါမှာပဲလူနာတင်ရင်တစီရောက်လာခဲ့ပြီးတော့သူတို့ကကာရဏကိုအထဲတွင်းလိုက်ကြပါလေသူ့ကိုအနားမှာရှိတဲ့လိမ့်စိတ်ကိုခေါ်တော့ပါလေအဲ့ဒီမှာအထူးလျင်တစင်စောင့်နေခဲ့ပါပြီ အစီအစဉ်ကတော့ကာရဏကိုကဘာဆွေးငင်အားအပေါ်ကနေညော့နေပြီးတော့သူ့ရဲ့ခန္ဓာကိုတည်ငြိမ်လာအောင်လုံလောက်တဲ့အမြင့်စီခေါ်သွားမှာပါလင်းရင်ပြန်တက်သွားပြီးရနောက်အလွန်ကိုဇွေးနေခဲ့တဲ့ကာရဏရဲ့အဖခင်ကလင်းရမူဘေးမှာထိုင်နေခဲ့ပါရင်ကာရဏရဲ့တခုထဲတော့အခွင့်အရေးဟာဆွေးငင်အားကနေလွတ်မြောက်ဖို့ဖြစ်တာကိုသိတဲ့အတွက်သူကလေထုအတွင်းမှာပဲနေဖို့လင်းရမူရဲ့ညွန်ကြားချက်တွေကိုမလိုက်နာပဲလင်းရင်ကိုထိန်းချုပ်ပြီးလင်းရင်ကိုအမြင့်စောအချိန်နဲ့ အပေါ်ကိုဥတီပြန်တန်းခဲ့ပါရင်သူတို့ဟာလီထုကိုဖောက်ထွက်ပြီးတော့အာကာသထဲကိုဝင်ရောက်လာခဲ့ပြီးဇွိငင်အားရဲ့တက်ရောက်မှုကပျောက်ကွယ်သွားခဲ့ကလီရင်ထဲကအရာအလုံးဟာအလေးချိန်မဲ့ဖြစ်သွားခဲ့ပါရင်ကာရနာရဲ့ကျမ်းမာရေးကချက်ချင်းဆိုသလိုတိုးတက်လာပါရင်သူကဂျန်တဲ့လူတိုင်းလိုပဲလီထဲမှာပြန်ဝဲလျက်ပိုကောင်းလာတယ်လို့ခန့်စားရပါရင်ကာရနာရဲ့ကျမ်းမာရေးပြန်လဲကောင်းမွန်လာပေမဲ့လေဒီအချိန်ကသူ့အတွက်အဆင်မပြေသေးပါဘူး ကဘာပေါ်မှာဆိုတော့ကဘာပေါ်မှာနေဖို့အတွက်မဖြစ်နိုင်တော့တာကြောင့်ကာရဏကိုအင်ကာကျူစီပြန်ပို့ဖို့ပြင်ဆင်မှုတွေလုပ်နေခဲ့ပါပြီသူစာကန်ဒရာနဲ့ကာရဏရဲ့ဖခင်တို့ဟာနှုတ်ဆက်ကြတဲ့အခါမှာတော့စိတ်တကြဆရာဖြစ်လာခဲ့ပါတယ်ကာရဏကလည်းဝမ်းနည်းမှုတွေနဲ့ပြည့်နေနေခဲ့ပေမဲ့အင်ကာကျူဟာသူပိုင်ဆိုင်တဲ့နေရာဖြစ်တဲ့ကြောင့်တိခဲ့ပါရင်သူကသူတို့ကိုနှုတ်ဆက်ပြီးတော့အင်ကာဂျိုကိုပြန်သွားပါရင်အင်ကာဂျိုကိုပြန်ရောက်ပြီးတော့ကာရနာနဲ့သူစာတို့ကသူတို့ရဲ့အဝေးကနေဆက်သွယ်မှုကို ပြန်လည်စတင်ပြီးတော့ပုံမှန်စကားဝေပြောကြပါလိမ့်။တနေ့မှာတော့ကန်တွာကသူစားစီကိုအလဲလာပြီးသူမဟာအလောက်ကနေအငိမ့်စားယူသွားပြီးတော့သူမကိုမွေးစားဖို့အတွက်ဆုံးဖြတ်လိုက်တဲ့အကြောင်းအန်ဩစရာတရင်နဲ့အတူလာခဲ့ပါလိမ့်။ကန်တွာကသူစားကိုသူမနဲ့အတူနေထိုင်ဖို့ဖိတ်ခေါ်ပြီးတနေ့နေ့မှာသူတို့အတူတကွလေ့ကျင့်ပြီးတော့အင်္ဂါကြိုးပေါ်မှာကာရနာစီကိုတွားလည်နိုင်လိမ့်မယ်လို့အကြံပြုပါလိမ့်။ဆလန်ကကာရနာနဲ့သူ့ရဲ့ဖခင်တို့အင်္ဂါကြိုးပေါ်မှာအတူတကွလမ်းလျှောက်ပြီးတော့နောက်ဆုံးမှာကျင်းနဲ့နေကြလာတဲ့အဆုံးတတ်ထားခဲ့ပါလိမ့်။ ကြည့်ရှုပြီးတော့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါခင်ဗျာ။